ရန်ကုန်မြို့မှာရွှေတုလိန်လယ်ရောင်းချမှုကြောင့်အင်းစိန်ထောင်မှာဖမ်းဆီးခံထားရတဲ့တရုတ်နိုင်ငံသား၃ဦးကိုအော်တိုဘားလ22ရက်နေ့ကအလုံမျိုးနဲ့တရားရုံးမှာဆက်လက်ရုံထုတ်ခဲ့ပြီးတရားလိုပြသက်သေတူကိုစစ်ဆေးခဲ့ပါတယ်။အော်တိုဘားလ22ရက်နေ့ရုံးချိန်မှာတော့တရုတ်နိုင်ငံသား၃ဦးတဲခိုခဲ့တဲ့မိုတယ်ကမန်နေဂျာကိုစစ်ဆေးခဲ့တာဖြစ်ပါတယ်။ဒီမှုနဲ့ပတ်သက်ပြီးတင်ပြထားတဲ့တရားလိုပြသက်သေ18ဦးအနက်14ဦးကိုစစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။လက်ရှိအမှုအခြေအနေနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံသား၃ဦးဘက်ကလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှိနေဖြစ်သူဥမြင့်ဆိုကအခုလိုပြောပါတယ်။တန်ယုံကလည်းဒါတော့ဆက်ဆက်နဲ့ပတ်သက်လို့ပေါ့။ပမာပြီးမှရှိတဲ့ပမာပြီးဥတွေနဲ့ဖြစ်တယ်ဆိုတဲ့အခါကျတော့ဒါကတော့ကျွန်တော်တို့ဘက်ကိုလာပြီးတော့တန်ယုံကကန်းလှမ်းနေငားရတယ်ပေါ့လေ။ငားရတဲ့အခါကျတော့ကျွန်တော်တို့ကဒါကိုလိုက်ပေးရတယ်။အဲ့တော့လိုက်တဲ့အခါမှာလည်းဒါတော့ကျွန်တော်တို့ကတော့ဟာသူလူကိုလူဆိုတာမရှိဘူး။ဥပဒေရပေါ့။သူဥတွေရအခွင့်အရေးသူပါပေးနိုင်မလဲ။ သူတို့ဘာအကာအကွယ်ရနိုင်မလဲဒါပဲကျွန်တော်တို့အဓိကထားပြီးတော့လိုက်ပြကြတာပါအတရုတ်နိုင်ငံသားဖြစ်လို့ဗမာနိုင်ငံသားမဟုတ်လို့ဆိုတော့ဆန္ဒကျွန်တော်မှလည်းမရှိဘူးကျွန်တော်လိုက်ရတဲ့ပုံစံကလည်းတိုင်ရောကျွန်တော်တို့ဘူတောင်းတယ်ဒါလေးတော့ဥပဒေနဲ့အညီဖြစ်အောင်လုပ်ပေးပါဘူတောင်းကျွန်တော်လည်းလုပ်ပေးတာပါဒီနေ့ကတော့သူတို့တရားလူပြတဲ့တည်ပေါ့တရားလူပြတဲ့တည်ဆိုတာကလည်းဒါတတိယလည်းတော်တော်ကုန်ပါပြီအဲဒီနေ့တတိယကတော့သူတို့တဲခဲ့တဲ့မော်တယ်ရဲ့ မန်နေဂျာပေါ့ဒါသူလာတဲတဲ့ဆိုတော့အကြောင်းအစင်းနေဒါတော့ပဲပြောနေတာဟိုရှေ့ပိုင်းတော့ခုနကလိုဒီသူပြမှုကျူးလွန်လို့ဆိုတော့ဖမ်းတဲ့ရဲတွေအလိုရတဲ့ဆရာရဲ့ဆရာတန်းတွေလိုရတဲ့ပစ္စည်းတွေကတော့ဒါတွေတော့သူတို့သိမ့်ပြီးသွားပြီအိုက်တက်တွေတွေလည်းစစ်ပြီးသွားတယ်နောက်တစ်ပတ်ရုံကြီးက30နေပြန်ချိန်တာ30နေပြန်ချိန်တဲ့ဆိုတော့ဟိုက420ကကျန်တဲ့တက်တွေဆက်စစ်ဖို့နဲ့နောက်ပြန်တော့လာတန်းပိုက်ကြလို့ရှိရင်မှုပိုင်ရဲကတော့တီချမ်းပြန်ဆက်ရပါဆိုတော့သူကနှစ်မှုသုံးအတွက်မှသူက ပါတဲ့လူဆိုတော့နှမှုလုံးတွေသူအသက်သေခံကျွန်တော်အမှုကရေးလဲဦးသူတို့ပြောတဲ့ကားရကျမကြီးကဆေးုံတက်နေတယ်လို့ပဲပြောတယ်ဆိုတော့သူလည်းပြန်ပြီးတော့ကြိုးစားနေပါတယ်လာပြီးတော့စစ်ခံပါမယ်လို့ပြောတယ်အခုလိုတရားစွဲဆိုခံထားရတဲ့တရုတ်နိုင်ငံသား၃ဦးကိုပြီးခဲ့တဲ့ဇူလိုင်လအတွင်းကအလုံမြို့နယ်စင်မင်းစည်းရှိမှာအမေရိကန်ဒေါ်လာ၃သိန်းကမြန်မာကျပ်ငွေ၃၀၀၀ကန်းနဲ့အတူဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ် ဒီလိုဖမ်းဆီးရမိပြီးနောက်တွေ့ရှိခဲ့တဲ့ငွေကြေးတွေနဲ့ပတ်သက်ပြီးပိုင်ဆိုင်ကြောင်းအထောက်အထားတစုံတရာပြသနိုင်ခဲ့ခြင်းမရှိတဲ့အပြင်အလုံမျိုးနယ်အတွင်းကတွေခိုးယူလာတယ်လို့မတင်ကားပွဲတွေ့ရှိခဲ့တဲ့အတွက်ဆက်လက်စစ်ဆေးရာရွှေတုတွေလိမ့်လဲရောင်းချနေတယ်လို့စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။လက်ရှိတရုတ်နိုင်ငံသား၃ဦးကိုအလုံမျိုးမရဲစခန်းကပုံမှန်၄၂၀နဲ့အမှုဖွင့်ထားပြီးရုံးချင်းကိုလာမယ့်အော်တိုဘာလ၃၀ရက်နေ့ကိုထပ်မံချင်းဆိုထားပါတယ်။